တောက်တရုတ်ပင်လယ်ကတိုင်ဖုန်မုန်တိုင်းမမှုဟာမနေ့ဖြန်မှာတရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီးကုန်တွေပိုက်ကိုဝေရောက်သွားဖို့ရှိပါတယ်။မုန်တိုင်းရဲ့အကျဉ်းကျန်တိုင်တိုင်းတွေကြောင့်မြန်မာနိုင်ငံအတွင်းမှာမိုးရသောမှုတွေဆက်ရှိနေနိုင်ပါတယ်။မိုးရသောမှုခန့်မှန်းချက်တွေအနေနဲ့ကတော့ကချင်ပြည်မှာနေရာကွက်ကမိုးကြီးနိုင်ပြီးကရင်ပြည်ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းပဲခူးတိုင်းတို့မှာနေရာစစ်စစ်မိုးရနိုင်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတွေမှာတော့နေရာကွက်ကြောင်မိုးရနိုင်ပါတယ်ရှင်။ ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ပြောရရင်ကြောက်စဲ၊သခိုင်း၊မန္တလေး၊ရမေးပင်၊ပြီးပြီးတော့ပင်လောင်း၊ကလောတောက်ကြီး၊ပင်တရပျော်ပွဲ၊တန်တွဲတောင်ကုတ်၊ရမ်းပြေ၊ကြောက်ဖြူအန်းနဲ့မြောင်မျိုးတွေမှာမိုးတင့်တင့်ရွာနိုင်ပါတယ်။ကရင်နီပြည်၊မွန်ပြည်၊ရှမ်းပြည်အရှေ့ပိုင်း၊ပဲခူးတိုင်း၊မကွေတိုင်း၊မန္တလေးတိုင်းတနင်္သာရီတိုင်းပြီးပြီးတော့နဲ့စကိုင်းတိုင်းတို့မှာ၆နိုင်ရီထက်နေသားနိုင်ပါတယ်။ဆိုရင်ရေမထက်ကိုရောက်ရှိနေတဲ့စစ်တောင်ကြီးဟာအနေငယ်ပြန်လေကြဆင်းနေပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့စိုးရိမ်ရေမှာထပ်မှာပဲဆက်ရှိနေဦးမှာမလို့မြေကံမှာအနေနေထိုင်သူတွေအနေနဲ့မပေါ်စားကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မွန်၊ကရင်၊ကရင်နီ၊ကချင်၊တနင်္သာရီ၊ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊မကွေးနဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးတိမ်တောက်တွေဖြစ်ထုံမှုအားကောင်းနေပါတယ်။ဒီမိုးတိမ်တောက်တွေရွေ့လျားရနေတဲ့တလျှောက်မှာမိုးသေးထန်တာ၊မိုးကျုပ်ပြစ်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ကပလီပင်လေပင်နဲ့ဘင်္ဂလားပင်လေပေါ်တို့မှာမုတ်တုပ်လေအားနှိမ့်ငယ်ကနေအာတင်းတင်းရှိနေပြီးမြမပင်လေပင်မှာတော့လိုင်းတင်းတာရှိနိုင်ပါတယ် ဒါကြောင့်ရခိုင်ကံယူရန်နဲ့မော်တနင်းသားရီကံယူရန်တခြားမှာမိုးတင်တင်ကနေမိုးများနေနိုင်လို့ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေးရေလောက်သားတွေအနေနဲ့တတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။